complicated conspiracies. That the, the weird videos of a U.S. president with a crown on his head flying. ထင်အောင်ဆိုင်နေတဲ့ Trump ရဲ့အပြုအမူတွေအားလုံးကိုလွှတ်ထားပေးလို့မရတော့ဘူးလို့သမ္မတဟောင်းဘားရက်အိုဘားမားကပြောပါတယ်။နာမည်ဒရမမှာကျင်းမမဲ့ပြည်နယ်နှစ်ခုရွေးကောက်ပွဲတွေအတွက်ဒီမိုကရက်တစ်ပါတီကိုစားပြုအုပ်ချုပ်ရေးမူလောင်းတွေအတွက်မဲဆွဲပေးခြင်းမှာအိုဘားမားက ထရရဲ့ဥပဒေမဲ့အစဉ်ကျင်မဲ့အလုပ်ရည်စန့်ကျင်ရမယ့်အချိန်ရောက်နေပြီလို့ပြည်သူကိုတိုက်တွန်းနှိုးဆော်ခဲ့တာဖြစ်ပါတယ်။ Obama ဟာ American တမန်အဖြစ်နှစ်ကြိမ်ဆက်တာဝန်ယူခဲ့ဘူးလို့ Democrat Party ရဲ့ဩဇာအကြီးဆုံးနိုင်ငံရေးသမားတဦးအနေနဲ့ယက်တည်ပါတယ်။ပြောရမယ်ဆိုတော့ပြီးခဲ့တဲ့တမန် Joe Biden လက်ထက်မှာ Joe Biden ကိုနောက်ကွယ်ကနေပြီးတော့အကောင်းဆုံးကူညီပေးခဲ့တာ Obama လည်းဖြစ်ပါတယ်။ Obama ဟာ Kamala Harris နဲ့လည်းမဲဆွဲပေးခဲ့ဘူးပဲမဲ့ရှုံးနေခဲ့ရပါတယ်။ သူရဲ့သမရသက်တမ်းကိုမှထရန့်ကအမေရိကန်သမရပထမသက်တမ်းကိုဆက်ခံယူခဲ့တာဖြစ်ပါတယ်။အိုဘားမားအရင်တုန်းကလည်းဟီလိုက်ကလင်နဘက်ကလည်းမဲဆွဲခဲ့ပေမဲ့ထရန့်ကိုအရှက်တကွဲရှုံးနေခဲ့ရပါတယ်။ဗာဂျီးနီးယားနဲ့နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးလောင်းတွေအတွက်မဲဆွဲစီရင်ရေးဆင်ပေးခဲ့ခြင်းမှာအိုဘားမားကထရန့်ရဲ့ထင်ရှားဆိုင်မှုတွေဆက်ပြီးခွင့်ပြုပေးထားလို့မရကြောင်းပြောခဲ့ပါတယ်။အခြေအနေအမှန်ကိုလက်တွေ့ရင်ဆိုင်မှုလိုကြောင်းအမေရိကန်နိုင်ငံနဲ့အမေရိကန်ရဲ့မူဝါဒဟာလောလောဆယ်အမှောင်ခက်ခဲရောက်နေကြောင်း ဘာမှမအောင်မြင်ကြောင်းအိုဘားမားကပြောပါတယ်အဲဒီမဲဆိုဘယ်မှာတယောက်လောက်သူဒီကအိုဘားမားရဲ့စကားကိုတောင်းပန်ဖျက်ဖျက်အားပေးထောက်ခံပါတယ်ဗာဂျီးနီးယားပြည်နယ်ဒီမိုကရက်တွေအရန်အကောင်းတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီမိုကရက်တွေတော့အခွင့်အရေးကောင်းလို့ပြောရမှာဖြစ်ပါတယ်ခရိုင်ရလိုရတွေကိုတွန့်မြှောက်ဖို့ဘယ်ကနေဘယ်လိုစရမှန်းတော့မပြီးတော့အောင်ခက်ခဲရှုပ်ထွေးနေတယ်ပြောပါတယ် လက်ရှိကာလမှာအင်ဖြူတော်ကိုတိုင်ကလူတွေကိုအစင်ကျင်မဲ့ဥပဒေမဲ့အစိုးညံ့တဲ့စိတ်ထားနဲ့ငိုးကြစေမှုယူမဲ့မှုတွေဖြစ်အောင်လမ်းဖွင့်ပေးနေတာလို့ဥပမာပြောဆိုပါတယ်။အလိကအပြည့်ဒုက္ခတွေတွေကိုထွန်းကလက်မခံဘဲနဲ့ပြန်ပိုးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးဥပမာကပြင်းထန်တဲ့ဝေဖန်ပါတယ်။အမေရိကန်ရဲ့စံနှုန်းတွေကိုချိုးဖောက်နေတဲ့လုပ်ရည်လို့ဆိုပါတယ်။နောက်ပြီးမိဘတွေအပါအဝင်ကုန်သွယ်ဘက်နိုင်ငံတွေပေါ်အခွန်တိုးမြင့်စိတ်ကြမ်းမှုကိုလက်နက်လို့တုံးနေထွက်ရမှုဟာအင်မတန်ရှက်စရာကောင်းလို့ဥပမာကဝေဖန်ပါတယ်။ အမေရိကန်ကမြို့ကြီးတွေထဲမှာလည်းလုံခြုံရေးကြောင်းမြပြီးစစ်တပ်ခေါ်သွင်းတဲ့လုံရုပ်ကိုလည်းရှုတ်ချပါတယ်။ဒါပေမဲ့လွတ်တော်တဲ့က Republican Party ဝင်တွေဟာသူတို့ပါတီကိုစားပြီးသမ္မတစီးလို့ဝါလို့ဖြစ်နေမှန်းသိရတဲ့မဟန်တာရဲ့မထောက်ပြရဲ့ဖြစ်နေတာကိုလည်းဥပမာကဖြစ်တယ်ပြောဆိုသွားပါတယ်။မကြသေးခင်ကလည်းအိုဘမားဟာအမေရိကန်ဆိုရကဘတ်ဂျက်ကိစ္စညှိနှိုင်းမှုအစမပြေလို့ shutdown ချထားတဲ့ကာလမျိုးမှာ Trump ကအပြုတော်ကို သူစိတ်တိုင်းကြပြန်ပြင်ပြီးတော့ moment တည်ဆောက်နေတဲ့ပေါ်သက်ရောက်ခဲ့ပါတယ်အစိုးရရှတ်ဒေါင်းဖြစ်တာနဲ့ပတ်သက်လို့ Trump ကအတော်လေးရေးကြီးတဲ့ကိစ္စတွေကိုအယုံဆိုင်နေပုံပေါ်ကြောင်းအိုမာအင်ဂျီရာရော့စ်ကားတဲ့ဘက်မှာလူတွေရဲ့ဖက်နယ်တွေရှုံမစွန်အောင်ယူဆိုင်ပေးတာအင်ဂျီရာဘောလုံးကိုချေထွင်တာဒါတွေကိုရေးကြည့်လို့ဆိုတာအင်မတန်ရှက်ဖွယ်ကောင်းတယ်လို့အိုဘားမားကလောင်ပြောင်ပြောဆိုသွားတာဖြစ်ပါတယ်။ထရန့်ကိုကောင်းကောင်းကြီးရှင်ပြန်နေတာဟာအိုဘားမားအူတဲကရှိတယ်ဆိုပြီးတော့ဒီမိုကရက်တစ်ကရှုံမြင်နေတာဖြစ်ပါတယ်။ကျန်တဲ့ ဒီမိုကရက်ရဲ့အမာခံတွေဖြစ်တဲ့နန်စီပလိုစီနောက်ပြီးတော့ဟီလာရီကလင်တန်သမ္မတဟောင်းဖြစ်တဲ့ဂျိုးဘိုင်ဒန်ကမလာဟာရစ်သူတို့ဟာထရန့်ကိုရှင်းပြနိုင်ခြင်းမရှိဘူးလို့လည်းဒီမိုကရက်တွေကယုံကြည်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့အိုဘားမားအနေနဲ့ပြဿနာကရွေးကောက်ပွဲကိုနောက်တစ်ကြိမ်ဝင်လို့မရတော့တာပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။နျူကလ িয়ার ဆဲလ်တွေကိုပုံမုံခိုင်မာအားကောင်းတည်ဆောက်မယ်လို့အီရန်သမ္မတမာဆုဒ်ဘီဇာရှကီယန်ကပြောလာပါလိမ့် ်မေဂန်ကနျူကလ িয়ার ဆန်သက်မယ်လို့လေတံတွေထွက်လာပြီးအဲ့ဒီနောက်ပိုင်းမှာရုရှားရဲ့အကြီးမားဆုံးကုန်လင်လင်ကြီးဟာအီရန်ကိုဆက်ရောက်ပြီးတဲ့နောက်အီရန်ရဲ့နျူကလ িয়ার စစ်စင်ကပုံမှုခိုင်မာလာတဲ့ပုံပေါက်ပါတယ်အစ္စရေးနဲ့မေဂန်တို့တိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့နျူကလ িয়ার စေုံတွေကိုအရင်ကထပ်ပို့ပြီးခိုင်မာအောင်ပြုပြင်တည်ဆောက်မယ်လို့အီရန်သမ္မတကခရီးပြပြောတာပါထရန်ကတော့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার စစ်စင်ဖျက်ဆီးပစ်ခဲ့တယ်လို့ပြောပေမဲ့အမှန်တကယ်ပျက်စီးမှုပမာဏအတိအကျမသိရပါဘူး အဆောင်တွေကိုဖျက်ဆီးခြင်းနဲ့အီရန်တွေနဲ့နျူကလ িয়ার စီစဉ်နောက်ပြန်ဆုံးမမှုလို့အီရန်သမားကသူ့ရဲ့တရားဝင်ဝက်ဆိုက်မှာတင်ထားတဲ့ရုပ်သံမှာပြောပါရယ်အီရန်သမ္မတမြန်မာရှင်တွေမှာလိုအပ်တဲ့နျူကလ িয়ার နည်းပညာတွေရှိတယ်ဆိုပါတယ်အသေးစိတ်အကြောင်းအရာတွေကိုတော့အီရန်သမ္မတကမပြောပါဘူးတိုက်ခိုက်မှုတွေပတိုင်းမင်းဖေဗူလာမှာလည်းအလားတူမချက်တွေမှာအီရန်အနေနဲ့နျူဆိုက်ကိုလည်းတိုက်ခိုက်ခံရရင်ပြန်တည်ဆောက်မယ်လို့ပြောမှုပါတယ်အစ္စရေးကပီကရက်ဇွန်လမှာအီရန်ပေါ်မကြုံစဘူးဘုံကျတိုက်ခိုက်မှုတွေဆက်တယ်ခဲ့ပြီးနျူကလ িয়ার နဲ့စစ်ဘက်အဆောက်အအုံတွေပြင် လူနေ area တွေကိုပြစ်မှတ်ထားပြီးတော့ထိုက်တန်းသိပ်ပတ်မရရှင်များစွာတပ်ဖြတ်ခဲ့တဲ့ဆနေရကြစစ်ပွဲဆက်တင်ခဲ့ပါတယ်။အီရန်ကလည်းအစ္စရေးမျိုးတွေကိုပြစ်မှတ်ထားပြီးတော့ပယ်ထိန်တုံးအနေနဲ့လက်တော့မြန်တိုက်ပါတယ်။အစ္စရေးနဲ့အမေရိကန်ကတိုက်ခိုက်မှုတွေရပ်တန့်ကြောင်းကြေညာပြီးတဲ့နောက်အီရန်မှာပျက်စီးဆုံးရှုံးမှုတွေဆိုးဝါးသွားတယ်လို့ယူအန်နိုင်ငံကြီးဝန်ကြီးအာဗက်စ်အာရာရှိကဆိုပါတယ်။နဖကြဝင်ရောက်စေစနေတဲ့အိုမန်ကတော့အီရန်နဲ့အမေရိကန်ပြည်တော်စုကြားဆွေးနွေးပွဲပြန်ဆဖို့တိုက်တွန်းနေပါတယ်။အိုမန်ဟာခုနှစ်မှာအမေရိကန်အီရန်ဆွေးနွေးပွဲ၅ကြိမ်လက်ခံကျင်းပခဲ့ပါတယ်။ ဆရမပြောင်းဆွေးနွေးပွဲမနိုင်ခင်၃ရက်လုံမှာတော့အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার စေုံတွေကိုစတင်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။အလို့ရှိနေတဲ့ IS နှစ်ယောက်ကိုဒရုန်းနဲ့တုတ်တင်တဲ့ရုပ်သံကိုဗြိတိန်ကထုတ်ပြန်ပါတယ်။လွန်ခဲ့တဲ့လကစီးရီးယားနိုင်ငံအလပ်ပေါ်မှာအလို့ရှိတဲ့ IS စစ်သည်ကြောင့်ဟိုလိုက်ပါတဲ့ကားကိုဒရုန်းနဲ့တိုက်ခိုက်တုတ်တင်ကြောင်းဗြိတိန်တော်ဝင်လက်နက်ကန်တပ်ဖွဲ့ IAF ကနိုဝင်ဘာ၁ရက်နေ့မှာရုပ်သံမှတ်တမ်းနဲ့တကွာထုတ်ပြန်သွားပါတယ်။ ပြည်ရဲဖေဖော်ဝါရီကအာနာရှင်အာဆက်ဆိုရပြုတ်ကြပြီးရုရှားကိုထွက်ပြေးပြီးနောက်ပြည်တွင်းစစ်တပ်နဲ့ထောင်ထောင်ကျင်းနေတဲ့ဆီးရီးယားကိုအစိုးရအဖွဲ့အစ်ကအုပ်ချုပ်နေတာဖြစ်ပါတယ်။အဲဒီမှာပြည်တွင်း drone တစ်ဖွဲ့တွေကဆီးရီးယားနိုင်ငံတွင် IS တွေကိုတုံ့တင်ရေးလုပ်ငန်းစဉ်တွေဆက်လုပ်နေတာပါ။ဒီစစ်စင်ကို Operation Shader လို့ခေါ်ပြီး2024ခုနှစ်ကအရင်အီရတ်မှာစစ်စင်ရေးလုပ်ခဲ့တဲ့ drone တစ်ဖွဲ့အားဆီးရီးယားကိုဆေလွှတ်ထားပြီးတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အခု IS တွေက drone နဲ့ကားကိုဖောက်ခွဲတာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ပဲအများပြည်သူထိခိုက်မှုမရှိစေတဲ့နေရာရောက်မှရှင်းလင်းနိုင်မှုတလားကြာအချိန်ယူခဲ့ရတယ်လို့ UK လက်နက်ကန်တရရင်အကြီးကဲကပြောပါတယ်။အော်တိုဘာ28ရက်နေ့ကလည်းဆီးရနိုင်ငံဟာမားမြို့မှာဆိုင်ကယ်စီးနေတဲ့ IS ကြီးကတယောက်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးဇွန်လကလည်းဆိုင်ကယ်စီးနေတဲ့ IS တယောက်အားပေါင်24တန်းနဲ့ Reaper Drone ပေါ်မှာ Hellfire Drone ကြီးလုံးအုံပြုကရှင်းလင်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ပြည်တင်ကတော့အဲ့ဒီလောက်ရက်တွေကို3ရောက်လောက်ဆောင်နေပြီးအဲ့ဒီလောက်ရက်တွေဟာတော့ငွေကုန်ကျေကျများတဲ့လုပ်ငန်းတွေဖြစ်ပေမဲ့အောင်မြင်မှုရှိပါတယ်လို့ပြည်တင်လက်လက်ကန်တရင်တစ်ဖွဲ့အကြီးအကဲကပြောပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။အာဖဂန်နစ္စတန်မြောက်ပိုင်းမှာလောက်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်လူ20သေပြီးလူ300နီးပါးဒဏ်ရပါတယ်။ ငလင်းတောင်လူရပေါင်းများစွာလည်းထိခိုက်ဒဏ်ရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေပြီးသေဆုံးမှုရေအတွက်မြင့်တက်လာဖို့ရှိပါတယ်။ငလင်းဟာအာဖဂန်နစ္စတန်ကြီးဆုံးမြို့တွေကမြို့ဖြစ်တဲ့မာဇာအီရှရင်မြို့မှာဒီကနေ့မနက်စောပိုင်းကျနေလောက်ကလှုပ်တာပါ။အမေရိကန်ဘူမိဌာနဆိုရငလင်းဟာရစ်တာစကေး6.3စင်ရှိပြီးမြောက်18မိုင်ကနေလှုပ်ခဲ့ခဲ့တာပါ။တလီဘန်ဆိုရကျမိုက်ဝန်ကြီးဌာနဆိုရလူ20ကျော်တေဆုံးပြီးလူ300ကျော်ဒဏ်ရာရပါတယ်။ဘောက်ခမီနဲ့ခရိုင်အလုံးမှာ ျက်စီးမှုများစွာဖြစ်ခဲ့ပါတယ်။ဒဏ်ရာအများစုအထက်မြင့်တွေကလည်းခုံချတာကြောင့်ဆိုပါတယ်။မာဇာအီရှာရီမှာလူ9သိန်းကျော်နေထိုင်တဲ့မြို့ပါငလေလောက်ချင်းအင်ဗျူမှာဆိုလိုဒေတာခန်တွေကလမ်းပေါ်ထွက်ပြေးပါတယ်။အော်ဂူလာနော်မန်ကလည်းအာဖဂန်အရှေ့ပိုင်းတောင်တန်းဒေသမှာရစ်တာစကေ6ဆင်းရှိငလင်ကြီးလှုပ်ပြီးလူပေါင်းထောင်ကျော်သေဆုံးခဲ့ပါတယ်။ဒီငလင်ဟာအထူးသဖြင့်အလီဒေတာမှာရှိတဲ့ရှင်လေးတစ်တွေနဲ့စောက်ထားတဲ့ကျေးလက်ရင်အများစုမှာပြိုကျပြီးသေဆုံးခဲ့တာပါ။ အိန္ဒိယနဲ့ရုရှားကြောက်လာဆုံတွေ့တဲ့ပြည့်ရွေကျော်ပေါ်မှာတည်ရှိတဲ့အာဖဂန်နစ္စတန်ဟာငလင်လောက်ခတ်မှုတွေမကြာခဏကြုံတွေ့ရတဲ့ဒေသလည်းဖြစ်ပါတယ်။လူမှုကွန်ရက်တွေပေါ်မှာတော့ငလင်ကြောင်ပြိုကျနေတဲ့အဆောင်အပြစ်စီးတွေအောက်ပိတ်မိသူတွေကိုကယ်ဆယ်ရေးတွေကရှာဖွေဆွေးထုတ်ဖို့စူးစမ်းနေတဲ့ဗီဒီယိုတွေတွေ့ရပါတယ်။အာဖဂန်ဟာပြောရမယ်ဆိုရင်တော့အချင်းကြီးရမြေအောက်ကြောက်လာခြင်းတစ်ချက်စုစုံရာပြည့်လွတ်ကြဖို့မှတည်ရှိတာကြောင့်ပြင်းထန်တဲ့ငလင်တွေအများအနှံလှုပ်ခတ်တဲ့နေရာလေးဖြစ်ပါတယ်။2015ကလည်းအာဖဂန်ရှေ့မြောက်ပိုင်းမှာငလင်လှုပ်ခတ်ရာ အာဖဂန်နဲ့ပါကစ္စတန်မှာလူရာနဲ့ချီသေဆုံးပါတယ်2023ကလည်းနောက်ထပ်ငလင်ကြောင်းအ ਨੇ သောအာဖဂန်ပြည်သူတထောင်ကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်နောက်သတင်းပုတ်ပြောချင်ပါတယ် Apple company ကတော့ iPhone တစ်ကြောင်ဒေါ်လာ၄ထရီလီယံတန်ကြီးရှိသွားပြီဖြစ်ပါတယ်။ iPhone 70 series ဟာ Apple တို့တော့မှတ်တမ်းတစ်ခုပါပဲ။စီချက်ခုံးလေး AI နဲ့ပတ်သက်ပြီးပြောခွင့်ရတာရှိတယ်လို့မှ Apple iPhone 70ကတော်တော်အယောင်အောင်ကောင်းခဲ့ပါတယ်။ ။ American နဲ့တရုတ်ဇေကမှာ iPhone 13ဖြတ်တော့ပထမဆယ်ရက်ပြင်မှာလည်း iPhone 16 series ထက်14%ရောင်းအပ်ပူခဲ့ပါတယ်။ iPhone 17 line up ထပ်ကလေးက company share စပုံးရကနော်ဒီပါတက်သွားပါတယ်။စီဂျက်ခွန်ကလခွင့်ရတဲ့အိန္ဒိယမှာ iPhone တွေထုတ်ပြီးသမ္မတ Trans စီဂျက်ခွန်ကိုရှောင်နိုင်ခဲ့လို့ Apple Share ဟာပြီးခဲ့တဲ့3လကျော်တည်းမှာ25%ကျော်တက်လာပါလေ အဲ့တော့တမန်ထရန့်ကတော့အိန္ဒိယမှာသွားထုတ်တဲ့အတွက်ကြောင့်အမြင်မကြည့်ဘူးလို့ဆိုပါတယ်။ Apple ရဲ့အမြင်နဲ့ဝင်ငွေတဝက်ကျော်ဟာ iPhone စီကလာတာပါ။ iPhone 7 series ရောင်းရတဲ့ပြီး share ကောင်းတဲ့အကျိုးကတော့ Apple ရဲ့ဈေးကွက်တံမိုး market crack ကိုပါဆန်းညင်းနေဆွဲတင်သွားတာဖြစ်ပါလေ။ Apple share ဈေးဟာ269.89ဒေါ်လာထိတက်လာတဲ့နောက်ကမ္ဘာရဲ့ market crack ကဒေါ်လာ၄.၃၃၅ trillion ထိရောက်လာပါလေ။ နေပြည်တော်ကကမ္ဘာလုံးနဲ့အပက်ဟာနေပြည်တော် Microsoft နဲ့တန်းတန်းရောက်ခဲ့ပါတယ်ခုလက်ရှိမှာတော့ share အနေနဲ့ကျသွားလို့ကမ္ဘာတမူဟာဒေါ်လာ3.99လုပ်ဖြူလျက်နဲ့တတိယ market အကြီးဆုံးကမ္ဘာလုံးဖြစ်ရည်တည်နေပါတယ်ဒီတစ်ပတ်ထဲမှာပဲ Apple ဟာစတောက်ဒေါ်လာပဲဝင်ငွေရှင်းလင်းလုပ်ဖို့ရှိပါတယ်အော်တိုဘာ30ဝင်ငွေရှင်းလင်းရလမှာ Apple ရဲ့ဝင်ငွေနဲ့အများအချက်အလက်တွေကြားရမှာပါပြီးခဲ့တဲ့တတိယဒေါ်လာပဲမှာတော့ Apple ဝင်ငွေတန်ပါစင်တက်ပြီးဒေါ်လာ94.04 billion ရှာဖွေနိုင်ခဲ့တယ်လို့သိရပါတယ်